မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကတော့ဒီနှလုံးပေါင်းရှင်ပရိတ်နဲ့တော့နောက်ထပ်ကျွန်တော်ဒီ app today ပေါ့နော်နောက်နှလုံးပေါင်းရှင်ပရိတ်ကိုကျွန်တော်ပြန်လည်မြောက်တော့မှာဖြစ်ပါတယ် okay အရင်ဆုံးအနေနဲ့ကျွန်တော်ဒီနှလုံးပေါင်းရှင်ပရိတ်ကို share ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်ဒီနေ့လေး9ခုရဲ့နေ့3ခုတော့မြောက်ခု9မှာခုခုခုဆိုပြီးတော့ကိုခွန်ရှင်ဆိုတဲ့အတွက်ကျွန်တော်ဒီ9နဲ့10ပေါင်းရှင်ခုနှစ်ပြည့်ဖြစ်ပါတယ်ပေါ့နော်။ဒါနှလုံးပေါင်းရှင်ပြည့်ဖြစ်ပါတယ်။ ဒီဟာလေးကတော့ကျွန်တော်ပင်ကြဖြစ်ပါတယ်ပေါ့နော်နပင်ချပင်ကြဒီနှလုံးပေါင်းရှင်ပရိဖြစ်ပါတယ်ဒါကြောင့်မကျွန်တော်နောက်ထပ်နပင်ထက်ဆောင်ရအောင်မှာဖြစ်တယ်ပေါ့နော်အရင်ဆုံးအနေနဲ့ကျွန်တော်နီးနံပါတ်နီးနဲ့နံပါတ်3နဲ့ကိုဆက်ပြီးတော့အလေးလာကြည့်အောင်လားခင်ဗျာနီးနံပါတ်1ဒီနစ်3ခွန်3များဆိုတာလေးပေါ့နော်โอเคဒီဟာလေးဖြစ်ပါတယ်ပေါ့နော်ကျွန်တော်3ည9 3ညစာပြီးပြပြထားတယ်ပေါ့နော်1965 1977ဒါ2023ကနေဖြစ်ပါတယ်ပေါ့နော် 2023မှာဆိုရင်ဒီအပူ2ခုနှစ်ဆိုရင်တော့ပြတ်တယ်ပေါ့နော်အပူ2ခုနှစ်ဆိုရင်တော့ဒီပေါင်းရှင်တမ်ပရိတ်လေးလုံးပြတ်တယ်ပေါ့နော်အပူပြီးရင်ဒီနေတုံများနေအပူလေးလေးရှောက်အပူမှာလေးပြတ်တယ်ကိုခုန်ကိုအပူမှာပြတ်တယ်ရှောင်းနေရှောက်အပူမှာပြတ်တယ်ပေါ့နော်ကျန်တာအကုန်ဆဲပြီးတော့အုပ်ပေးတယ်ပြီးတော့ကျွန်တော်ဒီ33ရှောက်အပူမှာလေးပြတ်တယ်ပေါ့နော်ဒီတုံများလေးတေကနေစားပြီးတော့တောက်ရှောက်ဆဲပြီးအုပ်ပေးလာတယ်တုံများလေးလေးနေနေဒီအပူဆိုပြီးမဲ့ okay ဒီပေါ့နော်ဒီရှောက်ရှောက်နေတော့ရှောက်ရှောက်ငါလို့အပူဆိုပြီးမဲ့ အဲ okay ပါတယ်ဒီ009တော့900တော့3000တော့ဆိုရင်လည်းအပူဆိုပေမဲ့ okay တယ်ပေါ့နော်ဒီကအပူမဟုတ်ပဲနဲ့ဒီ689တစ်ကြိမ်ကြာမှလာပြီးတော့ပြတ်သွားခဲ့တယ်ပေါ့နော်689တစ်ကြိမ်မှာပြတ်သွားခဲ့တဲ့အတွက်ကျွန်တော်ကာနောင်ပိုင်းဟာဒီကိုကျွန်တော်ခဲတန်းရင်းနဲ့ထပ်ပြီးပြပြထားတယ်ပေါ့နော်အင်းရှင်ဖြစ်ပါတယ်အဲ့မှာဆိုရင်နိနိခွန်မှာဆိုရင်လည်းနိခွန်ပေါင်းရှင်ကို388မှာရှင်နေရှင်ပေါင်းဆက်ချ3000မြောက်ကိုမှာ3000မြောက်ပေါင်း3ပေါ့နော်ဒီမှာတော့ရှောက် okay လာတာဖြစ်ပါတယ် 665လေး OK တယ်ဗောနော် ပြီးတော့396 9နဲ့6ပေါင်းရှင်း7ရှားလေးရှားမှာရှားနဲ့6ပေါင်းဆက်နေဒီ98ဗောနော်ဒီနေ့3ခွန်3ညမှာ98ဆိုတဲ့အတွက်ဒီ9နဲ့6ပေါင်းရှင်းกว่าပေါင်းတာဗောနော်9နဲ့6ပေါင်းရှင်းဆက်ခွန်ဆိုပြီးတော့ထပ်ပြီး OK လာတာဖြစ်ပါတယ် okay ဒါဆိုရင်ကျွန်တော်ဒီ19ကြိမ်အတွက်9 8 9 4 3ညဆိုတာလေးကအဲ့ဒီဟာမူတည်ပြီးတော့ကျွန်တော်19ကြိမ်အတွက်လေ့လာမှာဖြစ်တယ်ပေါ့နော် โอเคကျွန်တော်ဒီ5843မြောက်5843မြောက်ပေါ့နော်3 1 3 1ဒီမှာ3 1 3 1ပေါ့နော်အဆင်းဒီတစ်ပတ်မှာကြတော့9843ဖြစ်ပါတယ်9843ဖြစ်ပါတယ်ပေါ့နော်9843ဒါဆိုရင်ဒီမှာရှင်းနဲ့လေးပေါင်းတာ7နဲ့လို့ယူထားတဲ့အတွက်ဒီ9နဲ့ဒီ6နဲ့ပေါင်းမှာပေါ့နော်9နဲ့6ပေါင်းရှင်းဒီ7ဖြစ်ပါတယ်1 2 နှစ်ကို၄နဲ့ပေါင်းရှင်းသည်၆၆ောက်ကိုကျွန်တော်၃နဲ့ပေါင်းရှင်း၉တင်းနဲ့၆ောက်ကိုပေါင်းရှင်းအတန်ဖြစ်ပါတယ်ပေါ့နော်ကနန်းနှလုံးပေါင်းရင်ကျွန်တော်တိဖြစ်ရမယ်၃မဟုတ်နှစ်၃မဟုတ်၃ sorry ၃မဟုတ်၆ပေါ့နော်၉တင်းနဲ့၆ောက်ကိုနှလုံးပေါင်းရှင်းပြည့်ဖြစ်ပါတယ်ခင်ဗျာ Okay ကျွန်တော်ဒီ၁၆ချိန်ပေါ့နော် 19ကြိမ်မှာနှလုံးပေါင်းရှင်ပရိဖြစ်ပါတယ်ဘက်တူတယ်ဖြစ်ပါတယ်ဗောနော်နှလုံးပေါင်းရှင်ပရိကနိနံပါတ်3 3 6 9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအမှတ်3 3 6 9ဗောနော်နောက်ထပ်နိနံပါတ်2ကိုလည်းကျွန်တော်ထပ်ပြီးတော့လေ့လာကြည့်အောင်လားခင်ဗျာ โอเคဒါလေးကနောက်ထပ်တစ်မျိုးဖြစ်ပါတယ်ဗောနောနှလုံးပေါင်းရှင်းပြည်နှလုံးထဲပဲဖြစ်ပါတယ်ဒီတစ်ကိုလေးနဲ့မြောက်တယ်ကိုးမှာတစ်ကြိမ်ငါးနဲ့ထပ်ပေါင်းတာဗောနောလေးတလေးလေးလေးနဲ့ကိုးပေါင်း73 3နဲ့9ပေါင်း8 8ကိုနင်းနဲ့ပေါင်းရင်30 8တုံမြောက်မှာ9 6 3ဆိုတဲ့အတွက်9နဲ့3ပေါင်းရှင်းဒီ8ဖြစ်ပါတယ်ဒီတစ်တုံမှာတော့6 8ခွန်ဆိုတဲ့အတွက်6နဲ့ခွန်ပေါင်း73ဒီနင်းနဲ့ခွန်တစ်ပြင်မှာနင်းခွန်ပေါင်းတာ9 3 8 8မှာ3နဲ့8ပေါင်းတာ71 တုံးတုံများကိုမှဒီလေးပိတ်နှလုံးပေါင်းတုံးများနဲ့ကိုပေါင်းကိုအတုံးကနဲ့မှကွာပေါင်းရှင်းသည်၅ပြီးရင်နောင်နှလုံးပေါင်းရှင်းခွန်ဒီမှာလေတုံးကိုနဲ့မှတုံးကိုပေါင်းတာဆက်နေပါတော့နေလေးချောင်းမှာ၆တုံးနေလေးမှာ၅ရဲ့ခွန်ရဲ့ရှင်းကနဲ့မှရှင်းနဲ့၅နဲ့ပါတော့ရှင်းနဲ့၆ပေါင်းရှင်းဆက်လေးတုံးနဲ့၆ပေါင်းကို၆လေးချောင်းမှာဒီတုံးများကိုနှစ်ကိုပေါ့နော်ဒီခွန်၉ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်သူချပြီးတော့တာက၉ခွန်6ဆိုတဲ့အတွက်ကျွန်တော်ကွာပေါင်းရမှာဖြစ်ပါတယ်ပေါ့နော် ကွာပေါင်းရှင်ဒီ9နဲ့10ပေါင်းရှင်စက်ခွန်ဖြစ်ပါတယ်ခင်ဗျာဒီ9ရဲ့ဒီ10ရဲ့ပေါင်းရှင်ခွန်ဖြစ်ပါတယ်ဗောနော်ဒါဆိုရင်ဒီနေ့တော့ဒီနေ့အဆက်16ကြိမ်ပါဆိုရင်တော့10ခွန်6ဖြစ်ပါတယ်10ခွန်6ခွန်10ဗောနော်โอเคဒါဆိုရင်ဒီ9ကို4နဲ့မြောင်းမယ်ဗောနော်ဒီခွန်မှာတစ်ကြိမ်အပေါင်း9 ခွန်လေးဒီ28လင်းနဲ့9ပေါင်း9ပေါ့နော်ဒါဆိုရင်ခွန်လေးဒီ28ခွန်နဲ့9ပေါင်းရှင်းဒီ7ဆိုတဲ့အတွက်ရှင်းနဲ့2ပေါင်းရှင်း30ဖြစ်ပါတယ်။၃ညကို2နဲ့ပေါင်းရှင်း2အဲဆိုရင်ဒီတော့ဒီဘက်မှာ၃ညနဲ့နှလုံးပေါင်းရှင်းအတန်ဖြစ်ပါတယ်ခင်ဗျာ။ Okay ဒီတော့တင်ရှာနည်းအရာပေါ့နော်တင်ရှာနည်းအရာခုနက3 6 9ရဲ့အခုက၃ည2ရဲ့ဆက်ပြီးဖြစ်ပါတယ်။ ောက်ထပ်နံပါတ်3နံပါတ်3ကတော့โอเคนัมเบอร์3ก็จินรดที่9เนี่ย3เนี่ยเป้ง9 9 5ป้อง14เลข1ป้อง6 9เลข6มา300สุดแล้ว000ป้อง14ป้อง14เนาะที่69เลขมา89ป้อง89 563มาส่วนရှင်ที่9เนี่ย6ป้องရှင်ที่17ป้อเนาะပြီးရင်69มา69ป้องน่ะ15ทีนี้นี่คนตัวเฉยมาเป็ดได้ป้อเนาะนี่นี่คนตัวเฉยมานี่นัมเบอร์2เป็ดได้ ဒီ388 388ကနေစပြီး okay လာတယ်ပေါ့နော်ဒီ388ကနေစမယ်ပေါ့နော်ဒီမှာဆိုရင်ဒီနှစ်ခွန်ခွန်ရဲ့နှစ်ရဲ့ပေါင်း9 9လေးလျှောက်နှလုံးပေါင်းရှင်းအတန်မှာ388ဆိုရတဲ့အတွက်ဒီ88ပေါင်းရှင်း16ပြိဖြစ်ပါတယ်9တုံများနှစ်မှာ39ပေါင်းရှင်း2 35ပေါင်းရှင်း39နှစ်မှာ9နဲ့နှစ်ပေါင်းတာ71နေနဲ့နေသေးချောင်းပါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေနဲ့၄ပေါင်းရှင်း6နေနဲ့6ပေါင်းရှင်းဆိုပြီးဖြစ်ပါတယ်ဗောနော် ပြီးရင်ကျွန်တော်ဒီတုံနေတဲ့မှာလည်းတုံနေဒီလေးနေနေပေါင်းရှင်6ဖြစ်ပါတယ်ချင်းငါးနေတဲ့ပြင်မှာရှင်းနေငါးပေါင်းတာ73ရှင်းရှောင်းငါးတဲ့ပြင်မှာရှင်းနေရှောင်းပေါင်းရှင်း74ဒီဟာလေးကပြတ်သွားခဲ့တယ်ဗောနော်ဒီမှာလေးပြတ်တယ်ပြီးရင်ကျွန်တော်တစ်ရှောင်းငါး sorry ဒီဟာမပါဘူးဗောနော်3ငါး6တဲ့ပြင်မှာဒီ9နဲ့6ပေါင်း3နဲ့9ပေါင်းရှင်းရှိဖြစ်ပါတယ်3 9 6ပြီးတော့နောက်ထပ်ကြိမ်မှာ6 4 6ပေါ့နော်6 4 6မှာဆိုရင် ဒီနေနဲ့6ပေါင်းရှင်းသည်တုံညာပရိဖြစ်ပါတယ်โอเคကျွန်တော်ဒီဟာလေးမသုံးတော့ဘူးเนาะဒါလေးအပြည့်ပင်ရှိတဲ့အတွက်ဖြစ်ပါတယ်အဲဆိုရင်ဒီတစ်ပတ်ဒီ6လေး6တစ်ပြင်မှာကျွန်တော်မတင်ပြလိုက်ရဘူးဗောနော်ဒီမှာနှစ်ပြင်ဒီဟာလေးပြတ်သွားခဲ့တဲ့အတွက်ဖြစ်ပါတယ်6လေး6မှာနေနဲ့6ပေါင်းရှင်းတစ်ပြိဖြစ်ပါတယ်ဒါဆိုရင်6လေး6ကနေဆက်ပြီးကြည့်အောင်ဗောနော်3940646ဖြစ်ပါတယ်3940646ဆိုတဲ့အတွက် ဓာတုရဲ့ရှိမှလည်းရှိသေးတယ်ဗောနော်ဓာတုရဲ့ရှိမှရှိသေးတယ်ဒီကနေစပြီးတော့ပြပရှင်းဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီနေ့အရာဒီ၄နဲ့6နဲ့ပေါ့မယ်ဗောနော်9နဲ့9ပေါင်း30 3ည9ခုမှာဆိုရင်6 4 6ဆိုရဲ့အတွက်၄နဲ့6ပေါင်းရှင်း30ဗောနော်ဒီမှာလေ၄နဲ့6ပေါင်း30 3ည9ခုနှလုံးပေါင်းရှင်းပြိမ်မှာ9ခု8ဗောနော်9ခု8ဆိုရဲ့အတွက်ဒီ9နဲ့8ပေါင်းရှင်းက7ခုဖြစ်ပါတယ်9ရှင်းနှလုံးပေါင်းရှင်း7ခုဗောနော် ီတစ်ပတ်မှာကျတော့86 86 98ဖြစ်ပါတယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်ဒီ9နဲ့6နဲ့ပေါင်းမှာဖြစ်ပါတယ်ပေါ့နော်။6နဲ့4ပေါင်း30 3ည9ခွန်9နဲ့6ပေါင်းရှင်းဒီ73 73 3ညကို9နဲ့ပေါင်းရှင်း9 9ကို2ပေါင်းခွန်3ကို9ပေါင်းတာ8 8ကို2ပေါင်း30 38တော့နှလုံးပေါင်းရှင်းပြည့်ဖြစ်ပါတယ်ခင်ဗျာ။ โอเคဒါဆိုရင် ကျွန်တော်ဒီမှာ383ညဖြစ်ပါတယ်ဗောနော383ညနှလုံးပေါင်းရှင်းပြည့်ဖြစ်ပါတယ်အထက်နံပါတ်၄နံပါတ်၄ကတော့ကျွန်တော်ပြက်ပင်ရှိတယ်ဗောနော်နံပါတ်၄ကတော့ကျွန်တော်ခဲတံလေးနဲ့ပြထားတာလေးကိုပြန်လည်နောက်တော့มาဖြစ်ပါတယ်โอเคဒါကတော့ကျွန်တော်နှလုံးပေါင်းရှင်းပြည့်နောက်ထပ်တစ်မျိုးဗောနော်ဒီ9လေးလေးကိုခွန်ကုမှာ၄နဲ့ခွန်ပေါင်းရှင်းဆက်တိတိတ်ကုန်9နဲ့ပေါင်း6 68 3ည အဲ့ဒီနှလုံးပေါင်းရှင်းတံမှာ3633ဆိုတဲ့အတွက်3နဲ့6ပေါင်းရှင်း6ဖြစ်ပါတယ်ဗောနော်ဒီ3633965 633အနေပြင်ရှင်းဖြစ်ပါတယ်ဒီအထိကဏ္ဍ3လုံးပေါ့နော်ကဏ္ဍ3လုံးတောက်လျှောက်ဖြစ်ပါတယ်ကျွန်တော်ဒီ1399ဒီ2024 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 ကျွန်တော်နေ့နဲ့တုံညာနဲ့ပေါင်းနေ့တုံညာကိုဆိုပြီးတော့ကျွန်တော်ကဒီမှာဒေးလုံးထပ်တိုးတာဖြစ်ပါလေပေါ့နော်ဒီခွန်ခွန်ကိုမှာခွန်နဲ့ကိုပေါင်း16ဆိုပြီးတော့ဒီအနောက်ပိုက်တလုံးပေါ့နော်ခုနှစ်ရမှာဆိုရင်တော့ကျွန်တော်ဒီမှာတစ်ကြိမ်ပြတ်တယ်ပေါ့နော်ဒီကိုနဲ့ခွန်ပေါင်း16 6နဲ့5ပေါင်း73 3 5 9 4ပေါင်း9ဆိုတော့ခုနှစ်ရမှာတော့လုံးဝပြတ်တယ်ပေါ့နော်ပြီးရင်3ခွန်ခွန်မှာခွန်ခွန်ပေါင်း74 69 5 6 3 6 8 9 9 3 8 8 OK တယ်ပေါ့နော်ပြီးရင်3 3ညာ9 3 5နဲ့ ီမှာ3 9နေပါနော်ဒီ9ရဲ့နေ့ရဲ့ပေါင်းခွန်ဆိုပြီးဖြစ်ပါတယ်39နေ့နေလေးရှောက်3နေ့လေး9နေ့6ရှောက်9 3ရှောက်ဒီရှောက်လေးရှောက်တဲ့ချိန်မှာတော့လာပြတ်တယ်ပေါ့နော်ဒီကျွန်တော်တို့ခုနှစ်ရတပြင်းနဲ့ဒီရှောက်လေးရှောက်အပူတစ်ချိန်ဒီနှစ်ချိန်မှာလာပြတ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်9ခွန်93မှာ9ခွန်6ဆိုတဲ့အတွက်9နဲ့6ပေါင်းဆက်ခွန်ဖြစ်ပါတယ်ဒါတပန်း9ခွန်6ဆိုတဲ့အတွက်ဒီခွန်နဲ့6ပေါင်း83 3ခွန်9နဲ့ပေါင်းအောင်ဖြစ်တယ်ပေါ့နော် ခွန်ကိုရှောင်းခွန်နဲ့ရှောင်းပေါင်း73 3ကို9နဲ့ပေါင်းတာရှင်းဆိုတော့ရှင်းတုံညာနှစ်နှစ်ကို6နဲ့ပေါင်းရှင်းချရှင်းတုံညာနှစ်ရှောင်းကနန်းနှလုံးပေါင်းရှင်းပရိစပီဖြစ်ပါတယ်ခင်ဗျာရှင်းတုံညာနှစ်ရှောင်းပါနော်နံပါတ်4ဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်နံပါတ်4ကရှင်းတုံညာနှစ်6ဆိုပြီးဖြစ်ပါတယ်ဗောနော်ဒါဆိုရင်ကျွန်တော်ဒီမှာ ကျွန်တော်တကွဲကောင်းရွေးရှိထားတဲ့ခွန်ရှိတုံညာစတာလေးက985ရှင်းနဲ့တုံညာနဲ့ပေါင်းရှိခွန်နဲ့တုံညာနဲ့ပေါင်းခွန်98ရှိပေါ့နော်98ရှိဆိုတော့ဒီ1269တုံညာနဲ့လွတ်သွားတယ်ပေါ့နော်38တုံညာမှာတော့ရှိတလုံးပါတယ်ဒီရှိတုံညာနဲ့ရှိမှာလည်းရှိတလုံးပါတယ်ပေါ့နော်တော်တော်ကျွန်တော်ဒီခွန်ရှိတုံညာဒီ တင်းနဲ့၆ခုလွတ်သွားခဲ့တယ်ဗောနော်တုံများနဲ့လွတ်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီခွန်ရှိတုံညာကို90ရခိုင်နှုန်းပဲခံမှန်းမှာဖြစ်ပါတယ်ဗောနော်โอเคတော့ကတော့ကျွန်တော်တင်ရှာနေအရာဗောနော်ဒီနှလုံးပေါင်းရှင်ပြိတ်ပဲပြတ်သွားမလားဒီခွန်ကျွန်တော်ရွေးရှိထားဒီ9ပြိတ်ခွန်ရှိတုံညာပဲပြတ်သွားမလားဆိုတာလေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်တယ်ဗောနော်ဒါကြောင့်မို့ကျွန်တော်က90 90ရခိုင်နှုန်းလို့ပြောတာဖြစ်ပါတယ် โอเคနောက်ထပ်ကျွန်တော်အရှိနှလုံးပေါင်းရှင်ပရိတ်ပေါ့နော်အရှိနှလုံးပေါင်းရှင်ပရိတ်က၃လုံးဖြစ်ပါတယ်ပင်ကြဖြစ်ပါတယ်ပေါ့နော်အနောက်နှလုံးပေါင်းရှင်ပရိတ်ကိုကျွန်တော်ကျွန်တော်နောက်ထပ်ပြင်မှာသင်ပေးသွားမယ်ပေါ့နော်ဒီမှာဒီခွန်၃ည၃ည၃ခွန်ခွန်မှာဒီအလင်းနဲ့ထိန်နှလုံးပေါ့နော်၃ညနဲ့ခွန်နဲ့ပေါင်းခွန်ခွန်ရဲ့ပါပါနှစ်ပေါ့နော်ခွန်ရဲ့နှက်ခတ်၃ညဒီခွန်နှစ်၃ညအရှိနှလုံးပေါင်းရှင်ပရိတ်မှာ၈၉လေးဆိုတဲ့အတွက်၈နဲ့၉နဲ့ပေါင်းရှင်ဆက်ခွန်ပရိတ်ဖြစ်ပါတယ် နောက်ထပ်ဒီ963 68ခုမှာ68ရှစ်ပေါင်းတာ14၊လေးရပါပါကို၊လေးရနှစ်ခက်နှစ်၊လေးကိုနှစ်အရှင်းနှလုံးပေါင်းရှင်ပရိမာနှစ်နှစ်ခွန်ဆွေအတွက်ဒီနှစ်နဲ့နှစ်ပေါင်းရှင်ဒိတ်ပရိဖြစ်ပါလေ။ဒီ3 8 3တုံများကို3ငါးနှစ်မှာ6နှစ်တုံများနဲ့ပေါင်းရှင်ရှင်းရပါပါ3 8ရနှစ်ခက်တဲ့အဲ့ဒီမှာကျွန်တော်3ငါးနှစ်ဆွေအတွက်3နဲ့5ပေါင်းရှင်ဆိုပြီးတော့ရှင်းနှလုံးပေါင်းရှင်3ငါးတွဲပါနော်။ပြီးရင်3 9နှစ်နှစ်လေးရှောင်းမှာ9နဲ့4ပေါင်း73 3ရပါပါ8 3ရနှစ်ခက်9 အဲ့ဒီမှာ၃နှစ်လေးဆိုရင်တော့အရှင်းနှလုံးပေါင်း၃နှစ်နေပေါင်းရှင်၅ပြည့်ဖြစ်ပါတယ်။တပန်းရှင်၅နှစ်ရှစ်ဆောင်ကဒီမှာကျွန်တော်ရက်ထားတယ်ပေါ့နော်။ဒီ၁၆ရှစ်ဆိုပြီးရတယ်ပေါ့နော်။နောက်ထပ်ကျွန်တော်ပြိတ်နှစ်လေး၅လုံးဒီပြိတ်၅လုံးကတော့ကျွန်တော်ပြတ်သွားခဲ့တယ်ပေါ့နော်။ရှင်နှလုံးပေါင်းရှင်ပြိတ်၅လုံးဆိုတာလေးကတော့ပြတ်သွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီမှာအဲတိပရိပုံတူတာပေါ့နော်။ဒီတိပရိပုံတူတာဆိုပြီးမှကျွန်တော်ဒီရှစ်ဆောင်၅ပြီးတော့၃၅၆ဆိုပြီးဖြစ်ပါတယ်ပေါ့နော်။ သုံးကားရှောက်ရှင်တွေအတွက်အရှင်းနှလုံးပေါင်းဒီ3နဲ့5ပေါင်းရှင်းဒီ ship ဖြစ်ပါတယ်ဗောနော်3နဲ့5နှလုံးပေါင်းရှင်းဒီ ship အတန်ဖြစ်ပါတယ်ဒါကြောင့်မို့အဲ့ဒီမှာ okay ခဲ့တယ်ဗောနော်အပန်း3 5ရှောက်ပြီးတော့6 4ရှောက်ရှောက်4ရှောက်ပြီးတော့9ခွန်8ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ78ချိန်အတွက်ရမယ်ဗောနော်78ချိန်အတွက်အရှင်းနှလုံးပေါင်းရှင်းပြေးရမှာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ဒီနေ့အရာဒီ၄ရက်ခွန်ရပေါင်းမယ်ဗောနော် လင်းနဲ့ခွန်ပေါင်းရှင်ဒီ7ဆိုတဲ့အတွက်168ပဲဖြစ်ပါတယ်168တရားလေးတရားမပါဘူးဗောနော168ကျွန်တော်တိပရိအရှင်နှလုံးပေါင်းရှင်တိပရိခမန်းတယ်ဗောနော်ရှင်နှလုံးပေါင်းရှင်တိပရိခမန်းတယ်ဆိုပေမဲ့ပြည့်သွားခဲ့တယ်ဗောနော်ဒီ3-5ရှာတပြေမှာခရီးရဗောနော်ဆိုတော့အဲ့ဒီ brain နဲ့ဒီ3လုံးကတော့ဆက်ပြီး okay ခဲ့တာဖြစ်ပါတယ်3နဲ့5ပေါင်းရှင်7ဗောနော်တပန်းဒီ16ချိန်မှာလဲကျွန်တော်168ဆိုပြီးဖြစ်ပါတယ်168ဗောနော် ကနန်းနှလုံးပေါင်းရှင်ပရိအရှိနှလုံးပေါင်းရှင်ပရိဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီ HD ပေါ့နော် HD total ဖြစ်ပါတယ်။ရှင်နှလုံးပေါင်းရှင်ပရိကကြတော့နီးရတမျိုးပဲပေါ့နော်နီးရတမျိုးတည်း168ဖြစ်ပါတယ်။တဲ့68ဆိုတော့ကျွန်တော်8300ခွန်ဖြစ်သွားမယ်ပေါ့နော်8300ခွန်တဲယူမယ်ဆိုရင်အရှင်းနှလုံးပေါင်းရှင်8ဆိုတော့ ရှင်းတဲ့တောင်ရံနေပေါင်းရှင်းတောင်ရရှိခွန်အလိုလေးဖြစ်ပါတယ်ဗောနော်တို့တော့ကျွန်တော်ဒီနှလုံးပေါင်းရှင်းတင်းနေရှောက်ကူနေတော့ကိန်းညီမှုမရှိတဲ့အတွက်ကြောင့်မို့90ရာခိုင်နှုန်းဖြစ်ပါတယ်ဗောနော်ရှင်းနှလုံးပေါင်းရှင်းဒီရှင်းပရိဖြစ်တည်ပါတယ်ခင်ဗျာတစ်ချောက်ချစ်စပြီးဖြစ်နေတယ်ဗောနော်โอเคကျွန်တော်ယူရှယ်ထားတဲ့ရှင်းတောင်ရခွန်ဆိုတာလေးကတောင်ရနဲ့ရှင်းပေါင်းရှင်းရှင်းဆိုတဲ့အတွက်ကြောင့်မို့ဗောနော်โอเคဒါကတော့ကျွန်တော်အထောက်အကူရရရည်ရွယ်ပြီးတော့ပြန်လည်မြောက်ပြီးရှင်းတာဖြစ်ပါတယ်ဒါလေးအကုန်လုံးတော့မဆိုးလို့ဘူးဗောနော် အဲ့မှာမာတာကတော့ဒီဟာတော်တော်လေးမာတယ်ပေါ့နော်ဒီဟာဖြစ်ပါတယ်ပြီးရင်ဒီဟာနဲ့ပေါ့နော်ဒီဟာလည်းပင်ရှင်ဖြစ်ပါတယ်တင်းနှစ်လျှောက်ကိုဖြစ်ရမှာပေါ့နော်တော်တော်ဒီခွန်ရှင်းတုံများဒီတင်းနှစ်လျှောက်ကိုဖြစ်မနေတဲ့အတွက်ကြောင့်မို့50ရာခိုင်နှုန်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ